That's a 3 series year game number 3မှာတော့ Dance Year Retreat နဲ့ရည်စရှင်ဆက်လက်ပြီးတော့ဥဆောင်နိုင်မလားဒါမဟုတ် King Flash Debate Retreat နဲ့ Take Down လုပ်နိုင်အောင်မလားကျွန်တော်တို့အားလုံးပဲတူဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာကဲเนาะကျွန်တော် Falcon နေနဲ့ကတော့ဒီနေ့ပွဲစဉ်မှာတကယ်ဘယ်နော်အရေးကြီးတဲ့ game number 3ကိုစပြီးတော့ဆော့ရပြီဗျာဒီဘက်မှာလည်းမသိစီတင်းသူရဲ့ pocket draft တွေကိုပါချပြလာနေနေပဲဘလောက်ထိများနီကွေး order အဆင်ပြေမလဲအော်၄ယောက်လောက်ထိကိုလာပြီးတော့ဒီ walking crack တိတိလေးကိုဝိုင်းလူကြတာဗျာနော်စားတော့စားရတယ်ဒါပေမဲ့အရေးကြီးရတော့ဒီ crack ကလည်း ဟုတ်တယ်နော်အဓိက level 3 level 2 timing လေးတွေကျွန်တော်တို့ပြန်သွားတဲ့အပန်းလေးမစိုးဆိုတော့ပြီးခဲ့တဲ့ game 1တော့တွေ့ရတဲ့အရာနဲ့ match up လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ jungle dive တဲ့အရာမျိုးတွေလည်း old dance ဆိုတော့သူတို့အရင်လာလို့မရတဲ့အနေအထားမျိုးတွေလည်းဖြစ်သွားတယ်ပေါ့နော်ဆွမ်းဆောင်ရမှဆွမ်းဆောင်နဲ့ကမယ်ခုံမယ်ပြောကြမယ်ပါကြမယ်ဒါလေးပဲကျွန်တော်တို့သွားရမှာမဟုတ်ဆိုလို့ရှိရင်တော့တော်တော်အနေအထားမျိုးပါတော့ jungle dive တာမျိုးတွေနည်းနည်းလိန်ကတ်တာမျိုးတွေအရင်လုပ်လို့မရတဲ့အနေအထားမျိုးတွေလည်းဖြစ်နေပြီဗျာအဓိကတော့6 alice ရဲ့ backline control မှာတော့ 我爹爹嘛，你个养鱼佬嘛，拢不好。那你上下嘛一样。你个都算不上哩吧？你个没做流水咯，对个店面的啊，哎嘛，未必咯，不得算做流水咯。打你没，但系哎，你唔有路咯，咪要变啊。 နောက်ကျွန်တော်တစ်ဖက်မှာခြောင်တော့ပါလို့ပါတယ်ဒီကနီကိုနေနဲ့ winner crown မပါသေးဘူးဆိုလို့ရှိရင်တော့ wave for the dragon တွေပါတယ်သွားပြီးတော့ခြောင်ရှားမယ်ဘိုင်းလျက်ရှိတယ်ဘူရဲ့လည်းအောက်မှာ sand geo အခြေအနေလေးတော့ကြည့်နေရဲ့နော်ကျွန်တော်တို့အခါခွဲသိရင်သိတဲ့လိုမျိုး damage ပေးဖို့တော့ကြိုးစားနေရပြဒါပေမဲ့နောက်မှာလည်း dash နဲ့သူ့ရဲ့ပတန်ရရောက်လာနေထားဆိုတော့အရင်ကြီးတော့လေဂျူနိုနေရဲ့ရှုတော့တက်မလာသေးဘူးဗျာအောက်မှာပဲလာပြီးတော့စုံစည်းနေကြတယ်ဒါပေမဲ့ထိတွေ့မှုကတော့မရှိသေးဘူးလောလောဆယ် K ကလည်း match ရသလောက်လိုက်ဖွင့်ထားသလိုဘူရဲ့ကလည်း ပြန်ပြီးတော့တော့မတ်တီပါတွေပြန်ပြရတယ်ဗျာနော်။ဒါလေးကမှအချက်ကတော့ကျွန်တော်တို့ first starter တိုင်းမှာပါပဲ။နှစ်သိန်းစလုံးရဲ့ဒါသူတို့သွားမဲ့အရာလေးတခုကိုတော့ပြန်ကြည့်ရမယ့်အခြေအနေမျိုးပေါ့နော်။ Tarantino Hiroki နဲ့ trade မလား။ ဲဒါလေးဒီချက်ကလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်နံပါတ်9 flare နဲ့ဆက်ပြီးတော့ကန်ပြောက်တစ်ဖက်ကလည်း blood on နဲ့ backline control dodge သွားကြည့်နေကြတယ်ခိုက်တဲ့ခုမှာတော့ little city နဲ့ပြောင်းပေး first blood ကိုတော့ dash တော့ crash got drive တော့ triangle dash ပြန်ရခဲ့ပြီပြန်ချခဲ့တဲ့ခါမှာ one for one three လေးပဲထပ်ပြီးတော့အဆုံးသတ်နောက်မှလည်း9 flare ကန်ပြောက်ချခဲ့တဲ့ချင်းလေးထဲမှာ g control လေး kills ပြန်ပေးရတယ်ပဲ one for two လေး hero ကပြန်ပေးရဆိုပေမဲ့ tartar ကတော့ mid the sea ပြန်လည်ပြီးတော့တိတ်ပိုက်ထားနိုင်ခဲ့ပါပြီ hero ကနှကောင်ထီကိုတော့ falcon esport နေရရောက်နိုင်ခဲ့ပြီလေပြန်လည်ပြီးတော့ပေးလိုက်ရတာ dash တော့ဖြစ်နေရဗျာတတလေပါသွားရဆိုတဲ့ချက်တွေကတော့အနေငယ်လေးတော့စိုးရိမ်စရာတော့ကောင်းတယ်ဒါပေမဲ့ မဲ့မစ္စဆီတင်းနေနေရလဲဒီတရပြီးွားတဲ့အချိန်မှာကိုနေကန်ရင်တစ်ခုထပ်ပြီးတော့လုံးနိုင်အောင်လောက်ဆိုကြည့်ရမှာဗျာဒီကတော့ဒီ first at the fight မှာဘဒေဆိုင်နာလေးကနည်းနည်းလေးနှစ်သိန်းလုံးအတွက်စောရလို့ပြောရမယ်နီကိုရဲ့ swan song ကတော်တော်လေးတော့ကောင်းခဲ့တယ်ဗျာနော်ကဲကျွန်တော်ဆွမ်းဆောင်တော့ကျွန်တော်တို့ဒါသူ့အနေနဲ့ကောင်းကောင်းကြီးချင်းနေပါရဆိုမယ်နော်နေထားကတော့ကောင်းနေဗျာနော်လှပတယ်ပေါ့အဓိကလည်းကိုပြောသလိုပဲနည်းနည်း airborne bomb လောက်ဆိုရယ် backline control ဘက်မှာသူတို့နှစ်သိမ့်မလွယ်ဘူးဒီ timing ကိုအသင့်ထိုင်ဆောင်နေတဲ့ဘုံရဲ့ crash core drive ဒီအောက်မှာတော့ get us or dust တန်းချသွားကြတဲ့ခက်တယ်မတော့ဘာမှသူပြီးလုံးခွင့်တော့မရနိုင်ဘူးဗျာဆိုတော့ပေါ်လမ်းမှာကြာရှိနေကြတဲ့ SP crack ကိုပါ king flash ထရထားကြတဲ့ခက်တဲ့တခုမှာတော့ kids တောက်လျှောက်ဆိုသလိုသူ့အနေနဲ့ man open ပေးနေတယ်ဆိုရဲ့ချူ draft ကတော့ချစ်ပြက်အောက်မှာအနေငယ်လေးတော့ပျောက်ဆုံးနေစေပဲလို့ပြောရမယ်အဓိကတော့ AOE ပါလာမယ်လို့ထင်ခဲ့တဲ့အနေထားမှာ AOE မှုပဲနဲ့ pick off ပေါ့နော် single target ကြီးထုတ်လိုက်ဆိုတဲ့ချက်တခုကအနေငယ်လေးတော့အံ့အသင့်မှုတော့ကောင်းတယ် falcon e4 အနေနဲ့ 那个月少我们是的，你打得酷嘛？那我们这次耶，你 forget 了的，奥马加少我们啦，双龙剑啊，那边，那老的那 gameplay 的，玩的路弯起的，得酷嘛？level 三嘛，杰克，level 三奥马塔利亚那边，前面路等待路 jar 的，每一场的就锦标赛那边，人家开的那家们都 amiami，这选手都 lobby war 嘛，轮流来哦呀。所以，那我班的就那家困难场妖啦，那边前面路偏少嘛，那我们就前边就直接比拉的耶，所以，我来 buy 耶，就销售那边的拉那边奥马雷兹，test，比拉那边的，锦标赛多啊这边。那我班那边每一场啦，那我们比边的 wayardragon，那 flagdo 那边的 pickoff 的，那 buy 耶，直接酷。 ကျွန်တော်တို့ဗတ်တမစခင်မှာစပြီးတော့ဖြတ်ကြမယ်ဆိုတဲ့အနေထားမျိုးလေးသွားပြီးတော့ဖြစ်နိုင်တယ်ဗျာမော်ဒယ်ကနဘိုင်းကလည်းခေါလို့မရဘူးဆိုရင်တော့မိတ်တစီအနေနဲ့မိုဘလီဒီဘိုင်းအနေမှာအနေနဲ့သွားပြီးတော့အားနဲ့သွားအားနဲ့သွားတဲ့အနေထားမျိုးလေးတော့ပြောရလိမ့်မယ်ဆိုတော့ဘိုယင်း ဘက်ကလန်နီကလည်းပြန်ပြီးတော့ရလာလက်နောက်ကလန်နီလည်းပြန်ကြည့်ထားခဲ့တဲ့ခဲနန်တခု crush ကို drive ပို့တော့ကနပါရီမှာဘက်ကလန်နီကတစ်ဖက်က death only ပဲလက်ကြည့်ထားဖို့တော့များကျင်တယ် kids ကတော့ flick ကမရှိသေးဘူးဗျာကျွန်တော်ပြန်ပြီးတော့အဆုံးသားဘက်ကလန်နီအော်မ death စကောင်းမှာထပ်ပြီးတော့ mark ရတဲ့ swan saw နဲ့ flare တွေမှာ 2v2 လေးပဲ down shot blood only ပေးခဲ့တဲ့အခိုက်အတန့်မှာတော့ 1v2 trade ဘေးနီပြန်ပြီးတော့တိမ့်ပိုက်ထားမသေးတဲ့ dash တော့ဒီပဲ ka ပြန်ပြီးတော့ပေးလိုက်ရတယ်အဓိက swan saw ပြန်ကားတဲ့နေရာမှာ totally damage ကများနေတာဗျာ down shot ဆိုလိုပဲ ချိန်မှာလည်းကောနာတူပဲဖူရဲမန်နီယိုတော့သွားပြီးထိကျုပ်ထားသေးတယ်ကြာဒီကိုက Black Ore တောက်လျှောက်သုံးနေတယ်ဒါပေမဲ့တတရရောပြန်လည်ပြီးတော့ပဲ King Flat နေ Revolution ပြန်ပေါက်ထားသေးတယ်တတ Objective စားခါနေတိုင်းမှာ Dev ရဲ့ position ရှာပြီးတော့ dash ကိုဖိအားပေးတဲ့မသိစီတင်ရဲ့ game play ကတော်လေးကောင်းလင်းအောက်မှာလဲဂျူနွန်စပြဲနေပြီဗျာ။အော်တော့ရှော့သူ့အနေနဲ့နည်းနည်းလေးစပြီးတော့ first item priority ရောပြီးတော့ပြီးသွားပြီ။ဆိုတော့နောက်တစ်ချိန် kid is scan ကိုမရငယ်ခိုက်တဲ့မျိုးတွေမှာဘိုယန်နေတဲ့ flicker လေးစပြီးတော့ထွက်သွားတယ်ဗျာ။ဒီ time နေပိုင်းနေမှာ chip ကလည်းပို့ပြီးတော့ကောင်းငယ်မယ်ဆိုလို့ရှိရင်တော့ဒီ the real dragon နဲ့ second half pick up ထွက်လာခဲ့ရဆိုရယ် kid's ရဲ့ခြောက်နေနေရလဲအများကြီးသွားပြီးတော့ရုံးကန်ရနေတဲ့အပန်းလေးကိုကျွန်တော်တို့သွားပြီးတော့ရှိနိုင်တယ်။ သို့တော့အားလင်းကမချန်ယာဟီရိုကီဒီဘယ်လန့်သွားပြီးတော့ဖြစ်နေတယ်။နောက်ကပ်ဒီ 1K နီးပါးလောက်ပဲ 1K ဝင်းချင်ပဲရှင်းနေခဲ့သေးရဆိုတဲ့အချက်တစ်ခုကနည်းနည်းတော့စဉ်းစားစရာကောင်းတဲ့အနေအထားမျိုးလို့ပြောရမှာပဲဗျ။ Overall မှာတော့ 1K နီးပါးလောက်ထိတော့တစ်ဖက်ကကျွန်တော်တို့ Granger အနေနဲ့ Sky Piazza Juno ပြီးတော့မယ်။ဟုတ်တယ်ဂျူနိုကတော့ကျွန်တော် Hannah Strike ပါပြီးတဲ့ပြုံမှာ Sky Piazza တော့သိပ်ပြီးတော့မလို့တော့ဗျာ။ 佩尼奥罗迪博尔奥斯比尼莫加雷2-02呢罗伊瓦利瓦利比奥帕拉迪马拉普伊耶珀雷贡内萨比亚托纳迪耶，那么倒车手术的第8比奥4分的布罗朱达比亚佛利斯达摩，第比奥托纳迪耶，那么倒车手术的哦尼古尔3门站，那么佩拉迪耶比亚，那么尼古尔山山比亚卡姆克劳特，那么第比奥比亚科埃拉，那么尼古尔比亚倒的比亚里德蒂特佩拉，那么 SMG 倒车手术的第12呢，那么佩尼弗雷尤第比奥托比乌盖梅勒，朱诺尼耶弗利加纳第12秒倒的比亚，克里斯比奥奥马尔帕格雷佛利斯达摩的空，比安比尼耶，那么米德西，那么罗。 ုံးမမကြီးခဲ့ဘူးဆိုတဲ့အနေအထားမျိုးလေးကျွန်တော်တို့ပြန်တွေးလိုက်ရတယ်နောက်မှလည်း dance ပြန်ချိနေကြတဲ့ခိုင်တဲ့တခုတစ်ဖက်ကလည်း Juno Oliver Resident 6ချက်တွေ spare pump နေပါတယ်ပြန်ရှိနေသေးပဲဆိုတော့ over stand နဲ့လုံးမယ်ဆိုလို့ရှိရင်လည်း dance ရဲ့ရည်သက်ရှင်းနေတယ်အရင်ကတ်လို့မရအောင်ဆိုတဲ့အနေအထားမျိုးလေးမှာတော့ကျွန်တော်တို့ပြန်တွေးရမယ်ဗျာအဲ့တော့ game flash ကတော့ပုံမှန်အတိုင်းလေးပဲ confirm 1 or 3နေတဲ့သူပြန်ပြီးတော့သွားနေတယ် dance ကနည်းနည်းလေးတော့ famous space ပြန်ယူရမယ်အခြေအနေမျိုးလေးလည်းဖြစ်လာတယ်ပေါ့နော်သူ silent match ပါနေမှာလည်းပဲ20တော့ကွာနေကြတယ်ဆိုတော့ပြဿနာတစ်ခုတော့ main game အတိုင်းပဲမှာပြန်ပြီးတော့ဖြည့်ရှင်းမှတော့ရလိမ့်မယ်နည်းနည်း flash နဲ့ backline control သွားခဲ့တဲ့အပိုင်းလေးကောင်းတယ်နူခိုရဲ့ L is backline မှာသူ့အနေနဲ့ဒါ black all 3 map ပြန်ထိန်းခဲ့တာလေးကောင်းတယ်ဆိုပေမဲ့3 map ပြန်ကတဲ့အချိန်မှာ swan sound နဲ့ဆိုတော့ဒီ odet ရဲ့ magic damage ကပြောလဲမထားလို့တော့မရဘူးဗျာနောက်ပိုင်းတော့ပုံများလာဖို့ပဲရှိလိမ့်မယ်ဟုတ်တယ်နောက်ကျွန်တော်တို့ဒီ swan sound damage ကိုသွားပြီးတော့ pause လို့မရအောင်တော့အဲ့ဒါတော်လေးရေးကြည့်တယ်ဗျာ when the crown လေးပါလိပါလာရင်တော့လုံးဝသိရတဲ့အတိုင်းပဲဘယ်လိုမှဖြတ်လို့မရနိုင်တဲ့အနေအထားမျိုးတော်လေးလည်းကျွေးချက်ကြာတဲ့ flare ပေးထားတဲ့တော့ way for the dragon တက်ပြီးတော့ canada သေးရဲ့နောက်မှာတော့ခေါ်တန်းပြီးတော့ပြတ်သွားတယ်ဗျာ little သေးသာမိသွားတယ်နောက်မှာလည်းဘူရဲ့ protocol လေးပြပြသုံးထားသေးရဲ့နောက်မှာ နိုင်ငံလီရောညူကိုအနေနဲ့ပြင်ပြီးကာပေးထားတဲ့ဖလဲတွေကြားမှာဘူရဲ့သူရဲ့တော်လေးနဲနေပြဒီကောက်မှာလဲကင်းဖလက်ပဲတတဲထပ်ပြီးတော့ယာရာသေးနေနေပဲတတဲအော်ဂျက်တဲ့၃ကလုံးတော့မက်တစီကတော့ရအောင်ယူထားတယ်ဗျာအာလီကင်းအော်ဂျက်တဲ့ဘာအနေမှာမက်တစီပဲဒေါ့ရှော့ဆူသူလိုဆက်ပြီးတော့တိမ့်ပိုက်နော်မလနော့ဝက်ကပ်ဒီအိုဗာ1ကလောက်တွေကိုကျွန်တော်တို့ဆက်ပြီးတော့ရှိလာတယ်အဓိကတော့ကင်းဖလက်ဒီထရိုင်ဂယ်နဲ့သူရဲ့ရီထရီဘက်တာတိုင်းမှာဒဘယ်ရီထရီနဲ့တစ်ဖက်ကဒက်စ်ကရီထရီကိုကောင်းကောင်းရဲ့အလဲထိုးနေရဆိုတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ပြန်တွေ့ရလန်နော့ဖလဲနောက်ကအရော့သီဘရီဒေါ့ရှော့ထပ်ပြီးထားခဲ့တဲ့ခဲ့တဲ့သူမျိုးတော့ shut down တိတ်တောင်းလောက်ခံဖို့တော့များနေတယ်ဗင်ကီလစ်စပရီနော်မလဆွမ်း ဆောင်နီကိုပြန်ကားခဲ့ပြီမယ်တာဝါဘန်နိရှ်တွေပါတယ်ဆိုရင်တော့မ 4v2 မှာတော့ King Flash ရဲ့ Lancelot ပြန်ပေးရတယ်ဗျာ Espa နဲ့နောက်ပိုင်း competition သွားတဲ့အပိုင်းလေးမှာကျွန်တော်တို့ပို့ပြီးတော့ခွန်အနေနဲ့သတိထားမယ့်အခြေအနေရှင်ကလေးကိုရောက်လာတယ်သူတောက်လျှောက်လိုမျိုးဆိုင်လေးမှာချက်ပိုင်းနဲ့လည်းပြန် switch တဲ့အပိုင်းတွေကို Falcon Esports information ရရမယ်ဆိုလို့ရှိရင်တော့ Midas Senior တို့မျိုး 4v1 လေးပြန်ပေးရဖို့တော့များနိုင်တယ်ဟုတ်တယ်မသိစီအနေနဲ့ကနောက်ပိုင်းမိနစ်တွေမှာတော့တော်တော်လေးကျွန်တော်ပြန်ပြီးတော့သတိထားလာတော့မယ်ဗျာအဓိကသူတို့ကဒီကလောက်ရဲ့ timing လေးမရောက်ခင်အချိန်တွေမှာပို့ပြီးတော့အသာသေးဖို့လိုတာဒါပေမဲ့ ဟုတ်တယ်နော်3 through 4မှာဘန်ဒီယာစကိုင်းပြာဆက်ပြီးတော့ပါလာပြီအဓိကတော့တိုင်မင်လေးပြအိုင်တမ်တိုင်မင်လေးအရေးကြီးနီကိုဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီဝင်းနာခရောင်းမပြီးသေးခင်ကာလာတစ်ခုမှာသူ့အနေနဲ့အန်နေများသလိုတစ်ဖက်မှာလည်းဘန်ဒီဒီလိုမျိုးကျွန်တော်စကိုင်းပြာဆက်ပါလာတဲ့ချက်ကနောက်ပိုင်းကေးရလို့ရှိရင်တော့ပို့ပြီးတော့မှဒီဖလဲတွေကနာမှာဗျကဲဆိုတော့နောက်ပိုင်းစကမ်ပြာစတက်တွေနဲ့တစ်ဖက်ကဘင်နီရဲ့လက်နောက်ဖလဲခရင်စပေးခွန်ဘက်လိုင်းကင်မြောက်တဲ့အပိုင်းလေးတွေကပို့ပြီးတော့ အားကောင်းလာနိုင်တယ်ဆိုရဲခိုက်တံပြူမှာခွန်တော်မအရင်ကြီးကျွန်တော်တို့ကကျင်တဲ့ခုံကျင်တဲ့ front line မှာတော့လုံးလုံးမရအောင်ဆိုရဲအနေထားမျိုးလေးတော့ဖြစ်နိုင်တယ်ပေါ့နော်ဂျူနိုကတော့ mega key ပြ AC ပဲ သူ့အနေနဲ့ဒါလုံးဝမလစ်ဖရော်လေးထတ်သွားနေတဲ့အနေအထားမျိုးလေးတွေရှိတယ်ပြောလို့ပြောရအောင်မဟုတ်ဘူးပြသလိုက်ဂျူတော့ကဒီနောက်ပိုင်းပွဲတွေမှာနည်းနည်းလေးတော့သူ့ရဲ့ဖောင်တစ်ခုပြန်ပြီးတော့တီဆောက်လာနေတဲ့အနေအထားမျိုးလေးတွေပြောရမယ်မနေ့ကဝမ်ဂျီနဲ့ပွဲတွေမှာလည်းသူသွားခဲ့တဲ့ဒီ movement လေးတွေသူရခဲ့တဲ့ hierarchy ဘာညာအနေအထားမျိုးတွေနဲ့ right timing ကြာနေရဲဆိုတဲ့အခြေအနေမျိုးလေးတွေပြောရမယ်ပေါ့နော်ဒါမှမဟုတ်ပဲ Fego eSport Swift 20 timing အရာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့ correction site ပဲပြီးသေးတယ်ခလောက်ကိုတော့အချိန်ကလေးနောက်ထပ်5မိနစ်လောက်တော့ ချက်ပေးရပါဦးမယ်ဟုတ်တယ်เนาะအခုတော့နှစ်ချောင်းတော့ပြီးသွားပြီဆန်ကြီးကသူ့အနေနဲ့ကတော့လိုနေသေးတာတော့ Golden Strap ပဲဗျာ Golden Strap ပါမှာပဲ Ferry 3ချောင်းလေးပြင်ပြီးတော့ပြေးဖို့ရရှိလိမ့်မယ်တဖက်မှာလည်း Sky Pierce Glowing One ဤကောကလည်းသူ့အနေနဲ့ပြန်ကြည့်လို့ရှိရင် Identity Quad တော့ပြီးသွားပြီဗျာနိုင်ငယ်လေးရောနောက်ကျနေတဲ့အနေထားအဲ Juno ကတော့ Malefic Rory ပါထပ်ပြီးတော့ပါလာပြီဆိုတော့အဲ့ချီ front line မှာကောင်းတုံးနေတဲ့ new guru ဘာလို့ပြရတာပိုင်းတယ်နဲလီပို့ပြီးတော့အစင်တော့ပြည်လာလိမ့်မယ်ဗျာတာဝါကတော့နှလုံးလောက်ပဲကျိုးသေးရယ်ကိုမနစ်မှာပါနော်ဒီ first law မှာလည်းကျွန်တော်ထပ်ပြီးတော့ချရအောင်ပါပဲဗျာ first lot damage ရောနှစ်သိန်းစုံတို့အတော်လေးဥမာအေးပါတဲ့အနေထားမျိုးလို့ပြောရမှာဗျာ individual gap တစ်ခုမှာဒီ power spike ဖြစ်နေခဲ့တဲ့ Juno အနေနဲ့သူပြန်ပြီးတော့ Malefic Rot ထပ်ပြီးတော့ပြီးလာတယ်ဒီ chart တစ်ခုကြောင့်တော့ make in time မှာ Granger ရဲ့ grand time ကလုံးဝအုပ်တုံရောက်ရှိလာတယ်ဆိုတဲ့အနေထားမျိုးလေးလည်းတွေ့ရတယ်ဒါမှလည်းပဲ now gap ဒီ overall မှာ and the one k ပဲရှိတယ်ဆိုတဲ့ chart တစ်ခုကြောင့်တော့ဗန်တရောက်တော့ကျွန်တော်တို့အရန်ကြီးကန်ကန်ကန်မပြောလို့ရတဲ့အနေထားမျိုးတော့မဟုတ်ဘူးအောက်မှာ chip 不得给他摆的比较近点，给他开点酷嘛咯。哎，招销售这边，侬从奥莱那边听嘛，去过嘞，像一下子跟老古边比较艰苦了，招商那边，你往那路啥比较费工的嘞？电视的嘞，你有的酷了，有些路了，难为事咯。然后电视的酷，别多阿姆啦，阿姆路线咯，你赛里买车的嘛，跟伊的酷特别老不啦。买龙尾数了，布爷爷这些招你咯，业绩那边。既然费工嘞，阿路布爷爷跑到公家嘛，比的多咯。你老言语说说还不错咯。 သိတော့မဖြစ်နိုင်သေးဘူးဗျအချိန်မရွေးလန်စလော့လာပြီးတော့ join လို့ရရဆိုတော့အချိန်တွေတစ်ခုမှာတော့ဒီကလောက်အောက်မှာရောက်နေတဲ့အချိန်လေးပေါ့နော်ကလောက်ကိုတတ်မလားဒါမှမဟုတ်ရှင်အပေါ်မှာပဲ၄ရောက်၅ရောက်ဘယ်တပြေးဆိုင်မလားဒီလိုမျိုးမေးဝန်းနေရအများကြီးပဲဗျအချိန်ရန်ကြီးဆွဲတာတော့နှစ်သိန်းလုံးအတွက်နော်ကျွန်တော်သိပြီးတော့ကောင်းမှန်နေတာတော့မဟုတ်ဘူးဘူရဲလည်းစပြီးတော့ခေါ်ခေါ်ချင်းနေပြီဗျနော် ကဲဘိုယန်နဲ့ချစ်ဒရပ်ပရဂနပိုင်းလေးတွေ crash code die လေးပြင်ပြီးတော့ကြီးရမယ်ခိုက်တာတစ်ခုပါတော့ခွန်နဲ့ flicker လေးသူစပြီးတော့ပေးရတဲ့အနေထားမျိုးလေးတွေဖြစ်သွားတယ်ဒါ backline control point အတွက်အရင်ကတော့မကောင်းဘူး backline key days ရဲ့ချောင်းနဲ့သူ single target pick out နဲ့ဘိုယန် only ပဲရောင်းရှော့လိုက်ချနေကြတယ်ခိုက်တာတစ်ခုမှာ backline နဲ့ပရဂနစပြီးတော့ပေးလိုက်ရပြီလော်တော့အရင်ကက်လို့တော့မရတော့ဘူးဗျာ defender နဲ့ backline ကို BD ပြေးထည့်တော့မှလပါလိုက်ရခွန်ဝင်တဲ့စီးနေတယ်ပြေးလိုက်ရတဲ့ Warrior Dragon ကန်ကြတယ်အမ crash code die တွေပြန်ပေးခဲ့မယ်ခွန်ပြန်ကြရတယ်ဗျာစွမ်းဆောင်နေတဲ့ backline မှာ Nico ရောင်းရှော့ကရခဲ့တယ် king flash ရဲ့ retreat အောက်မှာပဲဒီ hero king နဲ့ဒီ lord ထပ်ပြီးတော့လဲတော့မှလ jeep gun တို့ထပ်ပေးခဲ့မယ်စံကြီးက ော့ထက်ချသွားခဲ့တဲ့အခိုက်အတန့်မှာတော့ Hiroki 1F1 အလီတော့ Falcon ပြန်ပြီးတော့ခွင့်ပြုထားလိုက်ရပါပြီ Samji Carryro ကြီးပြန်ပြီးတော့ပေးလိုက်တယ်ဗျာသူလည်းဘယ်သွားလို့ဘယ်လာမှမသိဘူးဖြစ်သွားတယ်ဗောနော်အနေငယ်လေးလမ်းပြောက်သွားတဲ့နေသားဆိုတော့ခေါင်းနဲ့အတူပဲ Samji ပြန်လဲခဲ့ရတယ်ဒါပေမဲ့ Low ရောမသိစီကပြန်ပြီးတော့ယာသွားတယ်ဗျာ တော့အဓိက focus သွားရလို့ပဲကျွန်တော်သုံးသပ်ရလိမ့်မယ်ဆိုတော့ဒီလောက်ရရှိမှုကတော့ဒီနှစ်သိန်းရဲ့ကြားတော့မှာ network ကိုပို့ပြီးတော့ကွာသေးလိမ့်မယ် 2.5k လောက်ထိတော့တက်လာပြီတဖြည်းဖြည်းနဲ့ဂျူနိုကလည်းနောက်မှာ CMS လို့ item တွေပါထပ်ပြီးတော့ပါလာတဲ့အနေထားပြဆိုတော့ဒီနောက်ပိုင်းမိနစ်အပိုင်းအခြားတွေကိုတော့ကျွန်တော်တောက်လျှောက်ဆိုလို့ကိုယ့်ရဲ့ protocol net တွေကိုတော့ Falcon နေနဲ့ပြန်လည်ရှောင်ကြဖို့တော့လိုလာပြီ KA and it totally တော့များတယ်ဗျာ။ဟုတ်ရဲ့။တော့ flicker ပေးတာမြန်သွားခဲ့လို့ပဲ knock off execution တောက်လျှောက်ပြန်ချလာခဲ့တဲ့အခိုက်အတန့်မှာတော့ knock gap ဒီ 2.4k လောက်ထိပြီးတော့ mid-sea ြန်ပြီးတော့တင်ပြိုက်ထားရတယ်ဆိုတဲ့အခြေအနေမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့ဖြစ်လာတယ်။ Mayor First Star ကိုသူတို့တွေလည်းမပေးချင်ဘူး။တောက်လျှောက်ပြန်ပြီးတော့ထိမ့်မိနိုင်ခဲ့တဲ့အပိုင်းရှားလေးတွေလည်းပြန်တွေးရသေးရဆိုပေမဲ့အကြိုင်းလွယ်ကူတဲ့အနေထားမျိုးမှလည်းမရှိပြန်ဘူးဗျာ။အဲ့အတွက်ကြောင့်တော့ Law Vanish ကိုတော့ Fake Esport ပြန်ပြီးတော့ Defend ရအောင်မယ်။ Frontline Band တွေမှလည်း New Core အနေနဲ့သူသွားပြီးတော့ Black All လေးနဲ့ဖမ်းပေးတဲ့အပိုင်းလေးတွေကောင်းတယ်။ Andrew Quevers လည်းပြီးသွားပြီဆိုတော့ Granger ပေးတဲ့ Residency Damage တွေကိုတော့ Ellis ရင်ဆိုင်မှုတော့အသင့်ပဲဗျာ။ဒါပေမဲ့တစ်ဖက်က Mid Sea ရဲ့ Crash Core Drive တွေကိုချော်ဖြတ်ထားမှုတော့အတော်လေးခက်ခဲနေသေးပါပဲ။ ကာဝါရီကတော့ရားသလောက်တော့တော်လေးတော့ကာဝါရယ်ဆိုနေတာမျိုးတော့တွေးရဗျာ။ပေါ်လဲ second လေးယူတော့နော်ကျွန်တော်ဒီပသက်စီနေတဲ့ရောင်းအကျူနဲ့လို့ရှင်တော့ပို့ပြီးတော့ကောင်းနေ။ lorry bari dance တဲ့အချိန်နိုင်ငယ်လေးပြန်ပြီးတော့ဒါပြန်ပြေးရမှာ tower မရှိလို့ရှင်တော့ပို့ပြီးတော့ tower vantage ကနဲသွားလိမ့်မယ်ဗျာ။ online မှာလဲ second လေးပါလိမကြလိုက်။အဓိကဒီ second လေး focus ပြီးယူလိုက်ရင်မဆိုးဘူးဗျာ။ပသက်စီကတို့ဒီ first tower ကိုအဓိက major first tower ကိုလိုချင်ခဲ့တာပေါ့နော်။ဒါအောင်လဲ flag ဘက်ကပြန်ကာဝါရယ်ဆိုတော့ နည်းနည်းလေးတော့ပြန်ပြီးတော့ဒီ item လေးပြန်ရှာမလားဗောလीရှင်းပါလေ KA တယောက်သေးပဲเนาะကျွန်တော်ပြန်ပြီးတော့ဗတ်နိုင်ပါမလားတောက်လျှောက်ဆိုညူကိုပြပြစတန်ကိုစူးစမ်းသေးတော့မနီကို KA ကိုထပ်ပြီးတော့အဆုံးသက်သွားနေနေပဲမေးရ first tower ကိုပါ fair ကိုလက်လွတ်လိုက်တဲ့နေသားတစ်ခုပါတော့ ။ Hiroki ကတော့တကောင်နဲ့တူ tower တစ်လုံးဆိုတော့တောက်လျှောက်ပဲ Mythic C ကလိုက်ဖိနေကြ။ Odysseus ဆောင်ပြန်ကားတဲ့ပန်းလေးတွေက magic damage မှာအတော်လေးများလာခဲ့တယ်ဆိုတော့ချင်းတစ်ခုဆက်တွေ့ရတယ်။ Backline မှာ Jushin နဲ့ Crimson Peak ကိုပြန်ပြီးမှဘိုယန်နဲ့ပြန်ချဖို့တော့များခဲ့ပြီ။ပြန်လို့နောက်မှလည်းပြန်ပြီးတော့ Juno တောက်လျှောက် backup လေးပြန်ချလာခဲ့တယ်။ခက်တဲ့ခုမှာ Lilith နဲ့ပြေးတိုင်းနောက်မှလည်း Nico ဆွမ်းဆောင်လေးပြန်ပေးထားခဲ့တယ်။အခိုက်အတန့်မှာတော့တစ်ဖက်ကလည်း Alice နဲ့ Nico Black Or Road Road Flick ကနေ right side backline ပြန်ပေးခဲ့ရမယ်။ Nico တောက်လျှောက်လွတ်မြောက်နေစေဆိုတဲ့အခိုက်အတန့်မှာတော့ဖက်ကလည်း Benny တောက်လျှောက်အပြန်ပြန်ခွဲနေခဲ့တဲ့ backline damage မှာ Sanji ပြန်ချဖို့တော့များနေတယ်။ ် crush go drive တွေမှာပိုရပြန်ပြီးတော့အဆုံးသတ်ထားရတယ်ပဲ1 for 1 3မှာတော့တကယ်ကိုတန်သွားခဲ့တဲ့ mid to see ူတို့နဲ့ဒီမီဂန်နဲ့ပြန်ပြီးတော့ကြည့်ရမယ်မီနီယံဝေ့ဖ်တွေကိုတော့ဆက်ပြီးတော့ထိမ့်သိမ်းထားပါသေးတယ်1 for 1ပြန်ပြီးတော့လဲလှယ်ထားရကြဒါမှလည်းဆန်ဂျီပြေးလိုက်တာဆိုတော့တော်လေးတော့မတင်အောင်ဒါပေမဲ့ဆန်ဂျီဝင်ခွဲလို့သာသူကတော်တော်လေးနဲသွားတာဗျာနော်မသိသိသေးနေနေလည်းဒီမှာလည်းဒဲရှ်ရှင်နဲ့အန်နယ်လေးတော့များနေနောက်မှာဖလီကာလေးရဲ့ဒီရစီချောက်ချက်လိုက်ကံဘူးတော့ချိုးသွားတယ်ဗျာဒါပေမဲ့ KA ချက်ချင်းဆိုလည်းဖလီကာနဲ့ဒီပဲ wave for the dragon ပြန်ပြီးတော့ပေးထားသေးတယ်နောက်မှာဖလက်အော်ညူကိုဒီတစ်ခေါက်မှာလည်းအလှပဆုံးသော stand တွေကိုပြန်လှည့်ပြီးတော့ back up ပေးထားနေနေပဲ ultimate တွေကတော့တော်တော်များများတော့ပုံလိုက်ရပြီဗျာ black hole တွေပြန်ပြီးတော့ပြီးတော့တဲ့အနေထားမျိုးလေးတွေရှိတယ် overall knock gap တွေကျွန်တော်တို့ over 3k goal leading လောက်ထိတွေတော့ midseason ထပ်ပြီးတော့သိမ်းပိုက်ထားရဲဆိုတဲ့အနေထားမျိုးလေးလည်းပြန်တွေ့လိုက်ရတယ်ပေါ့နော် mid season ပြီးတဲ့အချိန်မှာ midseason ရဲ့ form တစ်ခုကအတော်လေးဥမာပြန်ရောက်လာတဲ့အနေထားမျိုးတွေရှိလာတယ်ဗျာ and feed ရှုံးမရှိဖြစ်နေတဲ့ backup fake e-sport နဲ့ low ရမှုကကဲနေကြတဲ့ခါမှာ king flash ထပ်ပြီးတော့သိမ်းပိုက်ထားရတယ်ပဲဒီ low advantage ကိုတော့ midseason easy လေးပဲထပ်ပြီးတော့အသုံးချပါဦးမယ်အဓိကတော့ကျွန်တော် dash ရဲ့ retribution လေးပါလိမ့်မယ်ရမလားဆိုပြီးတော့သူ့အနေနဲ့သွားပြီးတော့ပေးခဲ့တဲ့အနေထားဗျာဒါပေမဲ့ ီလောက်လည်း king flat ပဲတောက်လျှောက်ဆိုလို့ပြန်လည်းပြီးတော့သိပ်ပတ်ထားနိုင်တယ်။နေထားလို့တော့သုံးသပ်လိမ့်မယ်။အဓိကဒီချိန်မှာ network cup က 4k ပွားကွာနေတယ်။ Sam ကြီးကလည်းသူ့အနေနဲ့ဝင်တော့နေချားတွေပါတယ်မပါသေးရဲ့။အနေထားဆိုလို့ရှင်တော့ဒါဒီ blessing ကျွတ်ခွဲရတော်တော်လေးပြဿနာရှိတယ်ဗျာ။ Nico winner crown ပြီးသွားလို့ရှင်တော့ပူဆိုးမဲ့အနေထားလို့တော့ကျွန်တော်သုံးသပ်လို့တော့ရတယ်။နောက်ထပ်တစ်ချိန် second log ကိုတော့ Falcon ကြော်ဖြတ်နိုင်မလားဆိုတော့ကြည့်ရအောင်ဗျာ။ ကဲဒီမှာလဲကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ့်ခြေတစ်ခုကတော့တို့အနေနဲ့ long range fire နေမှာကျူရှင်းမဲ့ပါလာခဲ့တယ်ဆိုတော့ချက်တစ်ခုကအရန်ကြီးတော့အားရစရာကောင်းတာနေထားပြီးတော့မဟုတ်ဘူးဗျ high ground deposit fire နေမှာကျွန်တော်တို့က channel image တွေပါဖို့လိုတယ်မဟုတ်ရင်လည်းအနည်းဆုံးတော့ zone image နည်းနည်းလေးတော့ပါလာဖို့လိုတယ်သို့တော်လည်းဒီအခြေအနေမှာလူခုရဲ့ damage taken ကလည်းအရန်ကြီးတော့အားရစရာမကောင်းသေးဘူး 1v1 နေမှာ sanjo execution လေးတွေ king flash light ထိုးထားခဲ့တဲ့အခိုက်အတန့်မှာတော့ cloud

က်ရက်လာတယ်ဆိုတဲ့အနေအထားမျိုးလေးကိုကျွန်တော်တို့တွေ့ရအောင်မယ်ဒါမှလည်းပဲ chip ကိုဖြတ်နိုင်တာလွဲပြီးတော့သူတို့အနေနဲ့ကြံရှိနေခဲ့တဲ့ advantage တွေရဖို့ကတော့ထင်တယ်လို့ကြီးတော့မလွယ်သေးဘူးဗျာမလေးယား first star ရဲ့အပေါ်လမ်းမှာလည်း first star ရရရှိထားတယ်ဆိုပေမဲ့ online first star ရကိုတော့ Faecon eSport ပြန်တိုးဖို့တော့လိုသေးတယ်ဒီနောက်ပိုင်းနည်းနည်း mac control ပြန်ရလိုက်မယ်ဆိုလို့ရှိရင်တော့သူတို့ jungle space ပြန်ယူရတဲ့အပိုင်းလေးတွေ lawn နဲ့နည်းနည်းလေးပြန်ပြီးတော့ဒါ setup ချရတဲ့အပိုင်းလေးတွေမှာပိုအားကောင်းတဲ့အနေအထားမျိုးလေးတော့ဖြစ်နိုင်တယ်ဗျာရည်စံရှင်းလက်ပါတယ်ဆိုတော့အဲ့ဒီ chat ကိုကောင်းကောင်းအသုံးချလို့တော့ရနိုင်တယ်ဒါပေမဲ့ပေါ်ရကွန်းတဲ့တောက်လျှောက်ပြန်တိုက်မယ် chip ကိုတော့သူတို့အနေနဲ့ဒါ button မစကင်မှာဖြတ်နိုင်ဖို့တော့လိုတယ် ယ်ဟုတ်တယ်เนาะကျွန်တော်အဲ့အဲ့ဘတ်တယ်လော့ဘတ်တယ်ဒီမှာနည်းနည်းရေးကြည့်တာ front line hero တွေပြ front line hero တွေကခေါင်းတိုးပြီးတော့ vision ပြရတဲ့အပိုင်းတွေ durability damage of လောက်တယ်ဆိုတဲ့အပိုင်းတွေဒီကတောင်းဝန်ရတဲ့အတွက်ကြောင့်မလို့ front line hero တွေကို ဒါဖြတ်နိုင်မလားဆိုတဲ့ကဏ္ဍအရေးကြီးတယ်နော်ညူကိုရဲ့ကျွန်တော် Airlines ကလည်းဒီနေ့ပွဲစဉ်မှာတစ်ခေါက်လောက်ပဲပြန်ချက်ထားသလိုတစ်ဖက်မှာလည်းပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Asma အနေနဲ့ခေါင်းလိုက်တိုးပြီးတဲ့ဘိုင်းတွေမှာတော်တော်လေးတော့အဆင်ပြေနေမျိုးတို့တွေ့ရတယ်ဗျာဆိုတော့ဒီ damage ဆော့လုပ်တဲ့ဘိုင်းတွေမှာတော့ front liner တွေကပို့ပြီးတော့ရေးကြည့်လာပြီအဲ့တော့ချောင်းရဲ့ pick off နဲ့တူပဲเนาะကျွန်တော်တို့ဒါဘူရင်ရဲ့ protocol လေးတွေမှာသူကပို့ပြီးတော့လှုပ်ဖြစ်မယ်ဆိုတာလေနောက်ပိုင်း minute တွေမှာအဓိကစကားပြောမှာဗျခွန်ရဲ့ aspirator immortality ရောသူ့အနေနဲ့ပြီးသွားတယ်ဗျပုံမှန်တိုင်းလေးပဲ normal sanji နေနဲ့ရောပို့ပြီးတော့သူ့အတွက်အရေးပါတယ်တိကျတယ် ပရီဇန်ဂျူရက်ကိုပြန်ပေးနိုင်မှာတော့ရလိမ့်မယ်။အောက်မှာလည်းကျွန်တော်တို့ဒါပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဘိုယဲအနေနဲ့သူဖိလစ်ပင်းဖို့ရှ်ကနေရီကောလေးတော့ပြန်ပေးရတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်။ဒါမှလည်းပဲဒါကတော့ပုံမှန်အတိုင်းလေးပဲ။သူ့ရဲ့ပေါ်တယ်ပိုင်းကိုလည်းအပြောက်နေလိုက်ပြီးတော့တစ်ဖက်ကဟိုးလော့အနာပေါ်တယ်ကွန်းပိုင်းကိုသူ့အနေနဲ့ပြန်သွားဖို့တော့များပြီ။ကေဒိုင်းစ်တော်လေးကိုချိုတိနေကြတဲ့ခိုင်တက်တစ်ခုမှာ crush got drive ဒီပေါ်တယ်ကွန်းနဲ့မလား။တိတ်တော့မလွယ်သေးဘူးဗျ။တစ်ဖက်ကလည်း black all လေးထပ်ပေးထားတဲ့ခိုင်တက်တစ်ခုမှာတော့ဘိုယဲနောက်ကရှိနေကြတဲ့ king flash ရဲ့ backup ကိုကောင်းကောင်းအသုံးချပြီးတော့ပြန်လည်လွတ်မြောက်သွားခဲ့ပါပြီ။ ဒီကောက်ပါလေเนาะကျွန်တော်ရိုမာတီကိုစီကိုစီသူတို့ရဲ့အကောင်းဆုံး performance တွေပြဖို့ကြိုးစားနေရဗျာတဲ့ဘိုးရဲလည်းသူ့အနေနဲ့ flicker လေးပါလေးရှိနေသေးတယ်ဆိုတော့တေဦးကတော့ အရင်ရင်တော့မလွယ်ပေါ်တကွန်နဲ့လည်းပြန်ပေးလို့ရတယ်ဆိုအစင်တော့ပြည်တယ်ဗျမဲကမချိုးသေးတဲ့အတွက်ကြောင့်မလို့ဒီနှစ်သင်းရဲ့ကြားထဲမှာကအများကြီးလော့ဒန်ဆိုတော့ရနေသေးတယ်ဗရတင်5မှာဝင်းတော့နေချာပါလာမယ့်ဆန်ဂျီရဲ့အနေထားကိုလည်းကျွန်တော်စောင့်ကြည့်သွားဖို့ရှိမယ်တစ်ဖက်မှာလည်းနီကိုရဲ့ Samsung ကတဲ့ damage share တဖြည်းဖြည်းနဲ့ပို့ပြီးတော့နာလာလိမ့်မယ်ဗျာနော်နောက်ပိုင်းမိနစ်တွေမှာ Holy Crystal ဘာညာထည့်လိုက်လို့ရှိရင်တော့တော်လေးတော့နားဖို့ရှိလိမ့်မယ် AOE spare တွေများနေဘူရင်အနေနဲ့အောက်ကိုလိမ့်လာရှင်းမဲ့ဆန်ဂျီရောအေးအသာလေးပဲ damage လဲဆန်ဂျီဆန်ဂျီနော် သိနေတယ်ဗျ။ตาလေးပဲကျွန်တော်မရရသလိုမျိုးပဲသွားပြီးတော့ဒါဖြရှင်လေးပါလေးပြန်စစ်ခဲ့ရဆိုတော့အစင်တော့ပြေသွားပြီဗျာ။ဆိုတော့လောကတော့စပြီးတော့ပဲဖယ်ကိုဘက်ကနေပြီးတော့ dance နေပါပြီ။ Okay, this <laughs> is what I've been doing. I'm going to play with the piano. I'm the piano. I'm going to play the piano. I'm going to play the piano. I'm going to play I'm going to play the piano. i the piano. I'm going to play to play the piano. i the piano. I'm going the piano. Backline I'm going to play to play the piano. i I'm going to play the piano. I'm going to play the piano. i the piano. I'm going to going to play to play the piano. I'm going to going to play to play the piano. the piano. I'm the piano. I'm going to play the piano. the piano. I'm going going to play to play the piano. i the piano. I'm going to play the piano. i the piano. I'm going to going to play to play the piano. I'm going to play the piano. I'm ောင်းရောမစ်ဒစီမရရအောင်ပြန်လည်ပြီးတော့ရရှိထားပါသေးတယ်။တောက်လျှောက်ဆိုသလိုပဲကင်းဖလက်ပြန်လည်ပြီးတော့လွတ်မြောက်သွားရင်ဒီထားလို့ပဲကျွန်တော်ပြောလိမ့်မယ်ဗျာ။ဒီနေရာမှာလေဟီရိုကင်းနှစ်ကောင်နဲ့တူလောရောပြန်ပြီးတော့ဒန်စတာသေးရဆိုတဲ့နေရာတစ်ခုမှာအော်ဘူရဲရောပြန်ပြီးတော့ကြာသွားတယ်။လောရောဂျူနိုအနေနဲ့တောက်လျှောက်ဆိုသလိုပဲเนาะကျွန်တော်ပြန်လည်ပြီးတော့ရှင်းတော့ရှင်းထုတ်နေသေးတယ်ဗျာ။နီကွတ်ဒမ်မေ့ချ်တွေဘူရဲဒမ်မေ့ချ်တွေเนาะကျွန်တော်ဘက်ကတ်တွေပွားပြီးတော့ရှိနေအောင်မလား။ဘူရဲအနေနဲ့ နောက်ပိုင်းမိနစ်ဒီမှာ immortality ရောလိုလာပြီနော် immortality လိုလာပြီနောက်မှာ triangle တစ်ဖက်ကလည်း king flash အနေနဲ့ပြန်ပေးတစ်ဖက်ကလည်း bane သူပြန်ပြီးတော့ crimson bane ကိုပြန်ဖွင့်လာတဲ့ခိုင်းနောက်တစ်ခုမှာ land of flame နဲ့ခိုင်းမျိုးမှာ three man လေးတော့ပြန်ပြီးတော့ထိနေတယ် fallen star မှာ two man နဲ့တခွန်တောက်ရှုံ immobilize ရွေးလို့မရဘူးဆိုတဲ့ခိုင်းတဲ့မှာတော့ပြန်ပြီးတော့ backline control ပြီးတော့ကောင်းနေဗျာ crush god drive တွေနဲ့ဒီ immortality နဲ့နောက်မှာတွဲလာခဲ့တဲ့ sm fallen star မှုနဲ့ပြန်တွဲတဲ့အချိန်မှာ mid sea frontline control ကအတော်လေးအားကောင်းနေတယ်ဒါပေမဲ့လည်းပဲနောက်ပိုင်းမှာတော့ falcon east boy ရဲ့ shonbury ပါလာခဲ့တဲ့ဒီ dash ရဲ့ မောင်ရှော့ကတွေကြောင့်တို့အနေနဲ့ပြန်ပြီးတော့လွတ်ခဲ့တဲ့အနေအထားမျိုးလေးလည်းရှိတယ်။ဆန်ဂျီတော့၃ကောင်တီဒေါင်းခဲ့ဆိုပေမဲ့လိတ်ကင်းမင်းနဲ့ပန်းချရီမှာပြူအမတ်မန်ဒီဒမ်မေ့ချ်တွေကိုတော့တော်တော်ခံနိုင်မှုကသိမလွယ်ဘူးဗျာ။ဂျူနိုဒီလည်းပဲစကိုင်းဘီသာစတက်စကိုင်းဘီသာစတက်ဒီတက်ပို့ပြီးတော့လိုအပ်လာခဲ့တဲ့အနေအထားမျိုးလေးကိုတော့ရောက်လာပြီ။ဟုတ်တယ်တဖြည်းဖြည်းချင်းနဲ့ overall standing ပတဲရတောက်လျှောက်တွေ့ရတယ်ဗျ damage နဲ့ vision တော့မြင်သွားပြီဘိုးရဲပေါ်မှာရှိတော့သိရတော့မှာ main ရဲ့ second tower ကိုရဲဝင်းနေပဲတက်ပြီးတော့ချိုးသွားသေးတယ်ဗျ k flat ရဲ့ ဒီ movement တွေကပို့ပြီးတော့ကောင်းလာတယ်လို့ခံတော့ခံစားရတယ်ကြာ။အဲ့တော့ထောက်လျှောက်ပဲတကောင်းနဲ့ဖြစ်နေကြတဲ့ခွန် NL လေးတော့များတယ်ဗျာ။ဘိုးရဲကလည်းဘေးကနေပြီးတော့ဘေးပဲညာဝိုက်တာသေးတယ်မခွန်။ flick ကလေးကလည်းပြန်ပြီးတော့သုံးတာသေးတယ်ဗျာ။နောက်မှလည်းပြန်ပြီးတော့ stand နေတယ်မ new go တကယ်လို့လှပတ်သေးတဲ့ဆိုနေပေမဲ့လည်းနောက်မှ final creation ပြန်ပြီးတော့သုံးတာတယ်ဗျာ။ brass ချောက်ချက် death ဆိုနေတာ damage တွေကြားရမှာနှစ်သင်းလုံးကတော့ပြန်ပြီးတော့ forward လုသွားပြီဗျာ။ spike စနေဖိုင်မှာနည်းနည်းတက်ပို့ပြီးတော့ကျွန်တော် lower check လေးရှိခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရတယ်ပေါ့နော်။ goose goose ပဲ backlight control ပြန်သွားတဲ့အဖမ်းလေးမှာအားရအားရစရာကောင်းတဲ့အခြေအနေမျိုးတွေလည်းရှိခဲ့တယ်လို့နည်းနည်းလေးဒီတက်ပို့ ပြီးတော့တိကျခဲ့မယ်ဆိုရင်တော့ Hiroki လေးလည်းအပြန်အလှန်ကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့ရနိုင်ကြတော့များတယ်။နောက်မတော့တစ်ဖက်က Odell အနေနဲ့ဆွမ်းဆောင်ကားတဲ့အချိန်မှာသူရဲ့ Winner Crown Timing လေးပုံများလာဖို့တော့ရှိတယ်ဗျ။ Glow 1, Genius 1နဲ့နောက်က Divine Cliff တွေလိုက်ပါလာခဲ့တဲ့အချိန်မှာ Magic Penetration ကတော့ပုံများလာဖို့တော့ရှိလာပြီ။တစ်ဖက်က Jushin ကလည်းထိုးအတူပဲ Lennon Tradition ပြီးသွားရဆိုတော့ Magic Power Develop သွားတဲ့အချိန်မှာသူ့အနေနဲ့အများကြီးတော့ပြန်ပြီးတော့ချိတ်လို့ရတဲ့အပိုင်းတွေတော့ရှိလာတယ်ဗျာ။ဒီချက်ကြောင့်တော့ဆွမ်းဆောင်တဲ့မှာအပြည့်အဝကျွန်တော်တို့ထိခိုက်ရမယ်ဆိုလို့ရှိရင်တော့ Falcon Esports ရဲ့ Hero တွေလည်းအရင်ကတော့လွယ်ကူမဲ့နေထားမိတော့မဟုတ်ဘူး။ ူးအဲ Kidas ရဲ့ pick up ဘန်းလေးပေါ့လေ Double Dragon နဲ့ chip ကိုကျွန်တော်တို့ဘယ်လောက်ထိ pressure ပေးနိုင်မလဲဒါလေးပဲကြည့်ရမယ်ဗျာအခုထိသွားနေခဲ့တဲ့ game war game 3ရောဘိုရဲသွားခဲ့တဲ့ chip ရဲ့ movement တွေကတော်တော်လေးတော့အားရဖို့ကောင်းတယ် Kidas အနေနဲ့အရင် live ဖမ်းလို့မရဘူးဖြစ်နေရဗျာဟုတ်တယ် K ကသူတဖမ်းပြတာတော်လေးခတ်နေရပါတော့ဒီမှာလည်းကောတောက်လျှောက်ပဲသူ့အနေနဲ့ flicker မရှိတဲ့နေသားတစ်ခုမှ wave for the dragon ကဲတော့ကဲလိုက်တယ်ဒါပေမဲ့ drive stick လှုပ်တဲ့ movement ကခုံကပုံမြန်သွားလို့ဗျာနော် ကဲဒီချိန်မှာလည်းဒိုယောဒရော့ကိုမရှိဘူးဆိုတဲ့အတိုင်းပဲတခုမှတစ်ဖက်ကလည်းလော့ရလဲ right time လေးပေါ်လာတယ်ဗျာလော့ပေါ်လာခဲ့တဲ့ minute ban ချတယ်မှာသူတို့အနေနဲ့ front line တကောင်ဆက်ပြီးတော့ဖြတ်ဖို့တော့ကြိုးစားခဲ့တာပဲဒါမဲ့ဒါအရင်ကတော့ကျွန်တော်တို့မျောလင်းလို့မရတဲ့အနေအထားမျိုးတွေလည်းသွားပြီးတော့ဖြစ်ခဲ့တယ်ဗောနော်အဲလော့နဲ့ opposite lane မှာလည်း mega tower ပေးထားတဲ့ falcon esport အနေနဲ့ mega pressure လည်းပြန်ပြီးတော့ကြီးရမယ့်အခြေအနေဗျာတစ်ဖက်က landslot ကောင်းကောင်းတွန်းထားပြီးတော့ခြေ falcon ဘိုင်းခေါ်တဲ့အချိန်မှာသူ့အနေနဲ့ဒါလော့တော့ ac လေးပဲသွားလို့ရရသေးတယ်ဗောလေအဲ့အတွက်ကြောင့်တော့ တော်တန်ကတော့ jungler အောက်မှာကျွန်တော်တို့ opposite lane ကိုပြလိုက်လေ Falcon Esports နဲ့ Lord တွေပါလေအရန် dance လို့မရအောင်ဆိုပြီးပြည်တနာတစ်ခုကလည်းသူတို့မှတော့ဆက်ပြီးတော့ရှိနေသေးပဲနောက်မှလည်း Lance Lord နဲ့ King Flash သွားနေခဲ့တဲ့ Silent Potion ထံတွေကိုလည်းသူတို့အနေနဲ့တစ်ဖက်ကစံကြီးရဲ့ cloud ပြန်ပြီးတော့ချိနေရသေးပြီဗျာ Lord Dance နဲ့ပန်းအနေမှာတော့ Alice ရှိနေခဲ့တယ်ဆိုပြီးအချက်တစ်ခုကြောင့်သာ map open နေခဲ့ရတဲ့ Falcon Esports နည်းနည်းလေး ကန်တီနီရအနေထားမျိုးလို့ပြောရမယ်ဂိမ်းဖလော့ရှ်ကိုဘယ်လိုတားမလဲဒါလည်းပြဿနာပဲကဲကျော်ဆိုရင်လည်းပရိုတိုကောနဲ့တပေးရတဲ့နောက်မှာဖိုးမန်စတန်ယူကိုသွားပြီးတော့ပေးရသေးရဲ့ဗျာဒါမှလည်းဘာမှတော့ဆောင်းဖြစ်လာသေးဘူး KA ဂျီကွန်သုံးစစ်စတန်ကြီးပြပေးနေနေပဲပရိုတိုကောနဲ့ကိုကောကောကြီးသုံးချမလားပေါ့ဆောင်းတော့ကြည့်ရမယ်နောက်မှလည်းကလောက်အနေနဲ့ကွန်မန်ဒေးရှင်းပြန်ပြီးတော့လာနေတဲ့အနေထား တော့တော့ပြန်ထုတ်ဖို့တော့များမယ်နဲ့တူတယ်ဗျာတော့ reset ပြန်ပေးရဖို့များနေကြတယ်ခဏတခုတစ်ဖက်ကလည်းခွန်နေတဲ့ for for star mode နဲ့ sray out off they got tap ပြီးတော့ပေးရလဲ no friend နဲ့ game မှာ end stop pay back နဲ့ beanie tap ပြီးတော့အစုံးသက်နဲ့ triangle back လောက်ပြန်ပေးမှာတော့တစ်ဖက်က king flash အတော်လေးကိုတွေးကန်သွားတယ်ဗျာဘိုရဲ့ crash go drive ပြန်ရခဲ့ဆိုမဲ့နောက် back line နဲ့ crash go drive over corner ပါနေမှာတော့ပေးတော့ပြီ mount shot ကလေးတစ်စီးပြေးကြခဲ့ damage ဒီအောက်မှာတကောင်းမှာထက်ချဖို့တော့များနေတယ် execution by sanji tap ပြီးတော့အစုံးသက် king flash immortality back line wave ဒီအောက်မှာ winner crown နဲ့ swan song လေးအလားလေးညီကိုပြန်ကားခဲ့တဲ့ auto rage ဒါမှ niko taste the law, in the middle. 倒下速度慢，UK 特厉害，比我们拿过奖的那一个。Junior 的哥们倒下没便宜，South 的便宜呢呗。Four man down，不然就输了。倒下速度慢，飞过 Eastport，来比洛杉矶玩一玩。突然上来倒下高，比你 Nico。Four man down，不然你就比不赢了，看的比我们。Dioror，too young，所以没 Dior，便宜。所以飞过 Eastport，龙华龙华，我们目标呢？拿到奖品那一个 Three man，Four man，特别有代拉的，所以你看的就嘛，Reserve 人才呀，或者连 Lu 安那一个 Nico，你搞来，对方打不输了。哎呀，龙华打不了，太没实力。 球员，five, four, three, two, one by call，and the player to withdraw the key d o e y he can't judge it on my wide out by t o b left hand p a y e r o m e o is in the back on e s t p o r t reverse sweep the aduve player landing it when the player barre. The key o and the back on the gamer will roll, turn over, didn't want o shoot it w h e e the p l a y e p barre. The key who Eastport team, common t h y last o n in the a d o v e but the e c i n d t e a the key who out d r t you player to s h o t it now, my roll, key number three, go r o f l t e y who e s t o r t the player j u s you turn o g a m e key, player. ော်တိုမီတာဟီရိုတကောင်လို့နည်းနည်းပြောရမယ် Odet စွမ်းဆောင်ကားရဲ့အပိုင်းတွေသူဝင်လာခဲ့တဲ့ better timing တွေအတော်လေးတိကျခဲ့တယ်အတော်လေးတက်ရခဲ့တယ်ဆိုတော့ကစားပုံမျိုးကိုတော့ကျွန်တော်တို့ဒါ negotiate နဲ့တွေ့လိုက်ရတဲ့ကိုကြီးတကယ်ပဲစွမ်းဆောင်နဲ့လော့ရီပါယူခဲ့တာ Oh my gosh ပါသွားတယ်နော်တိလာအဲ့လိုမျိုးဆိုတော့ဟိုပြောမယ်ဆိုလို့ရှင်တော့ဒီနေ့ပွဲစဉ်တွေမှာ Nico ရဲ့ performance ကိုလည်းကျွန်တော်တို့ဘယ်လိုမှ short တော့လို့မရအောင် เนาะကျွန်တော်တို့ဒီဂိမ်းတပွဲချင်းစီတိုင်းမှာဘူရဲလည်းအကွက်တွေပြရတယ်နီကိုလည်းကွက်တွေပြရတယ်သူတို့ဒီတိုင်ပင်လေးတွေမကိုက်လို့ဒါဗတဲ့သွားသီးရောက်ခတ်သွားပြအဓိကဖယ်ကွန်ဘက်က dash ကလည်းခုနနေရာမှာ item chain တာတော်တော်လေးမြန်တယ် importer win the crown ဒီလိုရတဲ့သူတောက်လျှောက်ပြန်ပြီးတော့ chain ဝနိုင်တဲ့အချက်တွေကအပြည့်ပဲဗျာဆိုတော့နောက်ပိုင်းဒီ patch အရာပြန်ကြည့်လို့ရှိရင်တော့ over extending လုပ်တဲ့နေရာတွေမှာဟိုမတည်ရဲ့သူပေါ့နော်အဓိက hero ကြာဆုံးနေတဲ့အသင်းကတော့ပို့ပြီးတော့ ဂိမ်းပွဲကိုနိုင်ဖို့အတွက်ပိုသေးရသလိုရှိတယ်ဗျာ။အင်း Esmeralda ပြန်ကြားခဲ့တဲ့ချက်တစ်ခုကလည်းနောက်ဆုံး Les Bet တယ်မှာတော့အများကြီးသွားပြီးတော့ကျွန်တော်တို့ဒါစကားပြောစရာဖြစ်ခဲ့တယ်ပေါ့နော်။ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒါ Castagne ရှိမယ်။ပူဝင်တဲ့ကျွန်တော်တို့ Divine တို့ကနေပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Panel Session လေးကိုကျွန်တော်တို့သွားပြီးတော့ကြည့်လိုက်ရအောင်ဗျာ။ ကဲဒီနေ့ရဲ့နောက်ဆုံးပွဲစဉ်အရတော်တော်ရုံမှာကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့တယ်။လုံအောင်ကိုမထင်မှတ်ထားတဲ့ battery out play moment အနေနဲ့တူပဲမသက်စည်းနေနဲ့ရှုံးသွားခဲ့တဲ့စိုးသည့်တိုင်အောင်မှာပဲဒီနေ့မှာသူတို့ဆော့ပြသွားတဲ့ပုံစံတော်တော်လေးမိုက်တယ်လို့မျိုးနီကိုရဲ့နောက်ဆုံး last battle စွမ်းဆောင် dance လုပ်တဲ့နေရာမှာဟာအရန်ဟိုမှာမိုက်လုံးပါတယ်။လုံအောင် surprise ပဲဗျာနော်။ဒီပွဲမှာ Falcon Esports အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့လည်းလွယ်ကူသောပွဲလေးတစ်ပွဲတော့မဟုတ်နေခဲ့ဘူး။ Matthew C ကလည်းသူတို့ရရှိထားတဲ့ draft နဲ့အကောင်းဆုံးသူတို့ရဲ့ ပုံစံတွေကိုချပြခဲ့တယ် king flash ရဲ့ lens lock ကလည်း down shot objective တွေရရှိနေခဲ့တဲ့အပြင်မှာဒီပွဲမှာအထူးတလဲ mention ရမှာတော့ Nico ရဲ့ order ပဲဗျဟုတ်တယ်အာလီရဲ့ order တော်တော်လေးမှသူရဲ့စွမ်းဆောင်တဲ့အလုပ်လုပ်ပြခဲ့ရအောင်ကြာပြီးမြင်တွေ့ခဲ့ရပြီ chip နဲ့လည်းအကောင်းမွန်ဆုံးဒါတွဲလို့ရခဲ့အောင်မြင်တွေ့ရတယ်အဲ့တော့အဓိကဒီမလိန်မှာမလိန်ဘတ်ထဲမှာတွေကကြာပြီးသတိထားမိရေလောလောဆယ်တော့ကြာပြီး Fight Go Esport ဒီ game number 3 MVP ဘယ်သူများဖြစ်သွားမှာလဲ ကဲ MVP player လေးမှာတော့ဒါ Benny ဒီပွဲမှာเนาะကျူရှင်းလေးနဲ့ဒါရရှိသွားခဲ့ရလည်းဖြစ်ပါတယ် KDA ဘိုင်းမှာ805 goal minute အပိုင်းခြားမှာတော့658နဲ့တူပဲ K participation မှာတော့81%လောက်တည်ရရှိထားခဲ့ရလည်းဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ equipment တွေရမှာဆိုလို့ရှိရင်တော့ position lantern တွေတွားထားဒီခါမှာ Guardian helmet တွေထိပါသူတွားထားနောက်ပြီးတော့သူအားလေးမှာ Sky